မန္တလေးမြို့ကိုင်းနန်းစင်းနဲ့ရန်ကုန်အင်းစိန်မြို့နယ်ကဈေးမှာအာဏာပိုင်တွေကိုမကျေနပ်တဲ့အတွက်မင်းညားကဈေးသူဒေသတွေစုယုံဆန္ဒပြခဲ့ကြပါတယ်။အသေးစိတ်ကိုကျွန်တော်တို့ဖွဲ့သားကိုခမောင်စုမင်းကတင်ပြပေးမှာပါခင်ဗျာ။ရန်ကုန်တိုင်းအင်းစိန်မြို့ကပန်းချံအနီးမှာလမ်းဘေးဈေးတွေဟာဈေးရောင်းခွင့်ပိတ်ပင်ခံရတဲ့အတွက်တောင်းစားတဲ့ပုံတံမျိုးမင်းကဆန္ဒပြကြတာဖြစ်ပါတယ်။အဲ့ဒီလိုဆန္ဒပြကြတဲ့လမ်းဘေးဈေးတွေတွေကအများစုကို စီပင်နဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးသွားတယ်လို့သိရပါတယ်ဟုတ်ကြုံတောင်ပေါင်းနဲ့ကြော်မင်းနိုင်ကိုကျွန်တော်ကဒီပစ္စည်းကျွန်တော်ဈေးဆိုင်ကြီးကဖမ်းဆီးထားတဲ့ပစ္စည်းတွေကိုသူကနေပြော ညဘက်ညဘက်ကြရင်အချိန်မရှိမှဖိုးကြောင်းလေရောင်းတဲ့ဟာကိုကျွန်တော်ကဝယ်တဲ့လူတွေတက်တယ်ရောင်းတဲ့ဟိုတင်တဲ့ဆိုင်ကတက်တယ်လေကျွန်တော်မြို့တော်ဝဥလာမြင့်ကြီးစတင်တယ်ကျွန်တော်ကနေနဲ့တင်တာ9လပိုင်း7ရက်နေ့လေအဲမြို့တော်ဝဥလာမြင့်ကြီးစတင်တယ်စတင်တဲ့အခါမှာအခုအချိန်ထိကိုဘာတစ်ခုမှဒီကြော်မင်းနိုင်ဆိုတဲ့ကားမောင်းတဲ့လူကလည်းဘာမှလည်းမဖြစ်သေးဘူးဟိုတော့ဘာလို့ဖြစ်တာလဲဆိုတော့လေဆက်လက်ပြီးခရိုင်တို့မြို့တော်ဝင်တွေလာရောက်ဆစ်ဆစ်ကြည့်ရှိနေတော့ရတဲ့ပစ္စည်းဆိုတော့မ 我边了，没买过，我买了几十只嘞。个礼拜养啥了多？养不养？他妈的，我们家那家都不还要多，先买点肉买。他来一个。你三步年也先买点肉买，五年几买也，你交些，妈呀，不过三五年来不没打的，先买点肉没打的，我看伢的我买，了，他妈养气了都气的，妈的。比赛办这办的忒啥了不？哎呀，我苦比赛办的都没有气的了，鸡巴都气哑了。你说看看就那个三步年也先买点肉买，他来了。 သူတို့ဟာအဲ့ဒီဘန်းညံရှိဒက်ကိနလမ်းဘေးမှာကြီးခဲ့တဲ့အနည်း20လောက်ကလေးကတိုင်လမ်းဘေးဈေးတဲ့အဖြစ်သက်ဆိုင်ရာ စီပင်ဌာနကို အခွန်ဆောင်ဈေးရောင်းလာကြတာဖြစ်ပြီးဒီလ3ရက်နေ့ကမှဈေးရောင်းခွင့်ပိတ်ပင်ခံရတာဖြစ်ပါတယ်အလားတူမန္တလေးမြို့ကကိုင်းနန်းဈေးအတွင်ကိုဈေးဝယ်မဲ့သူတွေမဝင်နိုင်အောင်စီပင်သားရဝန်ထမ်းတွေနဲ့ရဲတပ်ဖွဲ့ကတားဆီးထားတဲ့အတွက်ဈေးတွေမကြေမနက်ဖြစ်ပြီး မင်းညာကမျိုးတော်ဝင်ရဲ့ရုံးခန်းကိုတွားရောက်ဆန္ဒပြကြပါတယ်မဖမ်းနဲ့လို့ဆိုတော့မဖမ်းပါဘူးမဖမ်းနဲ့ဆိုတော့စီမင်းတွေလည်းမဖမ်းပါဘူးရဲတွေလည်းမဖမ်းပါဘူးဒါပေမဲ့ဖမ်းတော့မဖမ်းပါဘူးအပြင်ကဈေးဝယ်မဲ့လူတွေကိုပိတ်ထားပါတယ်ဟုတ်ပါဘူးအပြင်ကဈေးဝယ်မှမလာရင်ကျွန်တော်တို့ကဘသူ့ကိုရောင်းစားမှာလဲ မှူးဒီနေ့တာစကားချတဲ့အတွက်ဒီကိန်းတဲ့ဆေးကထောင်တောင်းချီတဲ့ဆေးသူဆေးသားတွေဒီမြို့တော်ဝင်ရုံးချင်းကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီတော့ဒီနေ့မြို့တော်ဝင်ရုံးချင်းကိုရောက်လာပြီးမှအတူတူတော့ခမင်းတို့တရက်ထဲပဲစားလာကြတာပါဆေးရစာဘသူမှစားလာမကြပါဘူးနော်ဟုတ်နေဟုတ်နေတရက်ထဲစားလာကြတာပါအဲ့တော့ဒီရှင်းကိုရောက်လာပြီး ကိုင်းနှံဆဲကိုဈေးပြန်ပြီးတော့ငင်းငင်းချမ်းချမ်းနဲ့ရောင်းပါလို့အမိတ်မရမချင်းကျွန်တော်တို့မိုးလင်းတဲ့အချိန်မပြန်ပါဘူး။မျိုးတော်ဝင်ကဆန္ဒပြကြတဲ့ဈေးတယ်တွေတဲကကိုစလဲ10ဦးနဲ့ဆွေးနွေးခဲ့ပြီးမဲ့ပြည်လည်မှုမရရှိခဲ့ပဲနောက်ဆုံးမှာသူတို့တဲက3ဦးဖမ်းဆီးတာခံခဲ့ရတယ်လို့သိရပါဗါတယ်။အဲ့ဒီဂိုင်းတန်းဈေးကိုဈေးဝယ်တွေအသွားလာခက်ခဲတဲ့50တလန်ဘေးအနာပြောင်းခိုင်းတာကို ဈေးသူဈေးသားတွေကလက်မခံခဲ့တဲ့အတွေ့အာဏာပိုင်တွေကနှီးမျိုးစုံသုံးဖိအားပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။